ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေးခွန်းရှင်ကဒေါ်တီတာထွေးပါဟုတ်ပြီဗျာနထိုးကြီးရပါဆရာကြီးနထိုးကြီးဆိုတော့ဘယ်နဲ့တိုင်ပေါ့နော်မန္တလေးပေါ့ဟုတ်ကဲ့ဆရာကြီးဟုတ်တယ်ပါလားဟုတ်ကဲ့ဟုတ်တယ်နထိုးကြီးနထိုးကြီးတားမောင်ရဲမွန်ဦးငါးနှစ်အတွက်မေးတယ်ကလေးအတွက်မေးတာဟုတ်ကဲ့ပါဆရာကြီးမိခင်ရမေးတာဟုတ်ကဲ့ဆရာကြီးဟုတ်ပြီတတားတဲ့ဝမ်းသွားတဲ့အခါတဲ့အဖူလေးတွေထွက်ထွက်လာလို့ပါတဲ့ အဲ့ဒါတော့ပပကတဲ့ဝမ်းချုပ်တတ်သူပါတဲ့နာကျင်တာတဲ့တွေးကြတာတော့မရှိသေးပါဘူးတဲ့အဲ့ဒါခလိငငယ်လေးနဲ့အဲ့ဒါအကျော်ဒီအဆက်ဒီစားလို့တယ်ဟုတ်ကဲ့ဆရာကြီးငယ်ပြီမဲ့အဲ့ဒီအွယ်ပြီမဲ့လို့အာလူကျော်တို့ငမုတ်ကျော်တို့ကြားလို့ရှိရင်ဘာစက်ကမပြန်ကြွတ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 ်စားတာပေါ့အဲ့အာလူကျော်ငမုတ်ကျော်မှာကိုစားကောင်းချုံမုံမူအဲ့အချုံမုံနဲ့အပူတက်လေးပေါ့နည်းနည်းလေးပေါ့ဟုတ်တယ်သူတို့ဆက်နေစားကြတယ်ဟာအဲ့ဒီနှစ်ခုရှောင်းလိုက်ရင်ကိုတက်တာတော့မှာပါ ်ကဲ။ဒါပေမဲ့ဘာလေးတိုက်ပြီးဖို့ကောင်းလဲဆိုရင်ဒိန်ချင်းလေးတိုက်ပြီးပါ။ဟုတ်ကဲ့ပါဆရာ။ရနိုင်ရင်ဟုတ်ကဲ့ပါဆရာ။မရနိုင်ရင်မကြီးဖြော်ရင်တိုက်ပြီးပါ။ဟုတ်ကဲ့ပါဆရာ။နှစ်ခုစလုံးများကိုမှမခဲဘူးလွယ်တယ်ဆိုရင်ဒိန်ချင်းဖြော်တည့်ရဲ့မကြီးဖြော်ရင်တည့်ရဲ့ဒိန်ချင်းလေးတည့်ရဲ့မကြီးဖြော်ရင်တည့်ပြတိုက်ပြီးမယ်ဆိုရင်ဘာစေးမှတော့တောက်ဆရာမလို့ပဲပျောက်သွားပါလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းပြရာရှင်ကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးခုမေခွန်းရှင်ကဥကြော်စွာပါ ဟုတ်ပြီအသက်46နှစ်ပါဆရာကြီးဟုတ်ပြီထိုင်းရပါဟုတ်ပြီအရွယ်ကောင်းနေနော်ဟုတ်ပိတ်ဖြတ်တဲ့အလုံးတဲ့ဘာဖြတ်တာသူပိတ်တယ်ကိုဖြတ်တာဟုတ်ကောဆက်ချုပ်တာပေါ့ဟုတ်ဟုတ်ပြီတချို့ပိတ်ဆက်ယုံလို့ပါတော့ထင်တယ်အထည်ဆုပ်လို့ပိတ်ဆက်ဟုတ်ပိတ်ဆက်ယုံပိတ်ဆက်ဆက်ယုံပါနော်ဆရာကြီးခင်ဗျားတဲ့ငါအယိုးစုလို့တဲ့လွန်ခဲ့တဲ့၈လလောက်ကတဲ့ X-ray ရိုက်ရှိရောတဲ့ငါအယိုးမရှိတော့ပါဘူးတဲ့ဟုတ်ပြီဒါပေမဲ့တဲ့ အခုတဲ့အယိုးဆူးတဲ့နေရာကတဲ့အဖုမမကြီးဖြစ်နေပါတယ်တဲ့အင်းအတမတက်သွားတာလားမသိဘူးအတမတက်တာမဟုတ်ဘူးငါအယိုးကမရှိတော့ဘူးဆိုပေမဲ့လို့ဟုတ်ကဲ့ဆရာအယိုးသာသူမတွေ့ပေမဲ့လို့အဲ့အယိုးကနူးနေတဲ့အယိုးပေါ့နော်ဟုတ်ကဲ့ဆရာပြော့သွားတဲ့အယိုးကမထွက်သေးပဲကြံနေလိမ့်မယ်ဟုတ်ကဲ့ဆရာဟိုတိုင်ရင်ဆေးပြန်ဆိုမန်းလိုက်တယ်ပေါ့ကြီးဟုတ်ကဲ့ပါငန်းတို့မန်းတို့ဆိုကြောက်ပါတော့ဟုတ်ကဲ့ဆရာငလတ်တဲ့မန်းတို့ဆိုအဲ့ဒီအနာရှိန်ကြောင့်ဖြစ်နိုင်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါကတော့ အပြစ်မှာဆိုတော့ဖန်ရည်စီရမှာပေါ့ဟုတ်ကဲ့ဆရာအပြစ်မှာဆိုတော့မှဂွေတော့တို့မဇလီရွေတို့လည်းဖန်ရည်စီရမှာပေါ့အခုလည်းပဲဒါကိုဖန်ရည်စီရပါမယ်ဂွေတော့ရဲ့မဇလီရွေနှမျိုးမှလွယ်လွယ်ရနှမျိုးရောပြုတ်လိုက်ပါဟုတ်ကဲ့ဆရာနှမျိုးမြတစ်မျိုးပေါ့ပြုတ်ပြီးပါလောက်မလဲဆိုတော့အပြစ်မှာတော့ဖန်ရည်စီတာပေါ့အထက်မှာတော့ငုံသားပါဟုတ်ကဲ့ဆရာ3မိနစ်လောက်ငုံသားဟုတ်ကဲ့ပြန်ထွေးထုတ်ပလိုက်ဟုတ်ကဲ့ပါဆရာနောက်တစ်ခါတက်ငုံ3မိနစ်လောက်ငုံသားပြန်ထွေးထုတ်လိုက် ၃ချိန်လောက်မြောက်လာတော့အဲ့ဒီအခါရဲ့တက်တကြောင်ပါးစပ်ကလည်းတက်သွားပြီဟုတ်ကဲ့ပါအဲ့ကြငုံလဲငုံတောက်လဲတောက်ချားလဲလို့ရှိရင်အဲ့ကောင်ပျောက်သွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းပါရရှင်ကြပါစီဗျာ